မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန်းသတင်းလေးကိုတင်ဆက်ပေးပါရမယ်ပထမအဆုံးတစ်ပုတ်အနေနဲ့ တောင်အောင်ဆန်းစုကြည်ကိုလှုပ်ပေးဖို့နဲ့အပြစ်ခံရစိုင်းကိုလေးစားသမှုရှိဖို့မြန်မာစစ်ကောင်စီကိုကုလတောင်ဆိုရင်ကြောင်းတင်ဆက်ပေးပါမယ်။ဆေးအာနာသိမ်းမှုနောက်ပိုင်းထိမ့်သိမ်းခံရတဲ့တောင်အောင်ဆန်းစုကြည်နဲ့အခြားသူတွေကိုအပြေးဝလူငင်းချန်တာခွင့်ပြုဖို့ကုလသမဂ္ဂဖွဲ့ကတောင်းဆိုခဲ့ပြီးညင်ငလင်ဘေးတင်မြန်မာနိုင်ငံမှာစစ်ကောင်စီရဲ့တိုက်ခိုက်မှုအကြိမ်တရာကျော်ကိုရှုံချလိုက်ပါတယ်။မြန်မာစစ်တပ်ရဲ့အပြစ်ခံရစိုင်းချုပ်ဖောက်မှုနဲ့တော်လိုင်းဖွဲ့တွေထိန်းချုပ်ထားရဒေသတွေရှိအသက်ရှင်သူတွေအတွက်လူသားချင်းစာနာမှုအကူအညီပေးနေမှုတွေကိုပိတ်ပင်မှုကိုကုလသမဂ္ဂဖွဲ့ ဲကတောက်ကြနေမှာဝေဖန်ခဲ့ပါရယ်မြန်မာစစ်တပ်ကအီဒီလာနေရမှာပြစ်ခတ်ရဲစင်ရဲ့အသက်ဝင်ပြီးနောက်တိုက်ခိုက်မှုအကြိမ်120ကျော်လောက်ဆောင်ခဲ့တယ်လို့ကုလသမဂ္ဂလူ့ခွင့်ရေးဆိုင်ရာကော်မရှင်နာမင်းကြီးရောပြောရေးဆိုခွင့်ရှိသူရာဗီနာစန်တာဆာနီကပြောပါရယ်နိုဘယ်ငြိမ်းချမ်းဆုရှင်ဒေါအောင်ဆန်းစုကြည်နဲ့သမ္မတဝန်ကြီးအပါဝင် အာနာသိမ့်မှုနောက်ပိုင်းဖန်ဆီးခံထားသူတွေကိုအပြေအဝလူငင်းချတာခွင့်ပြုကြောင်းကြေညာဖို့မြန်မာစစ်တပ်ကို၎င်းကတောင်းဆိုခဲ့ပါရယ် ရိုးရာတကြံပွဲတော်နေနှစ်တက်ကူဟာတနင်္ဂနွေနေ့မှာစတင်မှဖြစ်လို့အကူအညီအလိုအဆုံသူတွေကိုကူညီပေးဖို့တမတောင်းဆောင်ဆိုပါတယ်။နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တဝန်ဆန်းစုကြည်နဲ့သမရဝင်းမြင့်အပါဝင်အာနာသိမ်းမှုနောက်ပိုင်းဖန်ဆီးခံထားသူတွေကိုအပြေအဝလွတ်ငင်းချမ်းသာခွင့်ပြုကြောင်းကြေညာဖို့မြန်မာစစ်တပ်ကိုတောင်းဆိုပါတယ်လို့သူကဆိုပါတယ်။လူသားချင်းစာနာမှုအကူအညီပေးအပ်မှုမှာဟန်တာမမတမျှဖင်ရှားဖို့နဲ့စစ်စင်ရေးတွေရဲဆိုင်ဖို့မြန်မာစစ်တပ်ကိုတောင်းဆိုပါတယ်လို့ကုလသမဂ္ဂလူအခွင့်ရေးကော်မရှင်နာမင်းကြီးဖော်ကာထက်ကထုတ်ပြန်ချက်တစ်ခုအတွင်ပြောပါ ါ်ဝါတယ်လူသားချင်းစာနာမှုဆိုင်ရာလှုပ်သားတွေကိုအကူအညီလိုအပ်နေသူတွေထံသွားရောက်ခွင့်ပြုဖို့မြန်မာနိုင်ငံအဖွဲ့အစည်းအားလုံးကို၎င်းကတောင်းဆိုပါတယ်မြန်မာစစ်တပ်ရဲ့တော်လိုင်းတပ်တွေထိန်းချုပ်ထားရနေမြေကိုတိုက်ခိုက်မှုတွေနဲ့မြင်းကလေးမှာအသက်ရှင်သူတွေထံအကူအညီပေးမှုအပေါ်နောက်ဆက်တာရဆိုင်ရေးတွန်းအားပေးဖို့မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးအစီရင်ခံစာတင်ပြတဲ့တောမတ်အန်ဒရူးကအလွန်ကျွင်းကောင်စီကိုတိုက်တွန်းခဲ့ပါတယ် မြန်မာစစ်တပ်ကစစ်စင်ရေးတွေနှက်ဆတိုးခဲ့တာကြောင့်ပြစ်ခတ်ရဲစိုင်းကြီးကြီးညာပြီးရင်နောက်မြန်မာနိုင်ငံမှာအခြေအနေတွေတိတာစွာဆိုးလာစေခဲ့တယ်လို့၎င်းကဆက်ပြောသွားတယ်။မြန်မာနိုင်ငံရှိဖွဲ့စည်းအားလုံးစစ်စင်ရေးတွေရဲစိုင်းဖို့စစ်ကောင်စီကလူခွင့်ရေးချိုးဖောက်မှုတွေနဲ့လူသားချင်းစာနာမှုအကူအညီပေးမှုပေါ်နောက်ဆက်တာအဆုံးသတ်ရေးတောင်းဆိုထားတဲ့ဆုံးဖြတ်ချက်တရက်ကိုကုလသမဂ္ဂလုံခြုံရေးကောင်စီကအရေးတကြီးစဉ်းစားတင်ပါတယ်လို့သူကဆိုပါတယ်။ဆက်လက်ပြီးစကိုင်းငလင်ကြီးကြောင့်နန်းတွင်ရှိလာပကစစ်ဌာနချုပ်အဆောက်အအုံများပြည့်စုံမှုရှိတယ်လို့စစ်ကောင်စီပြောလာတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ ဇကိုင်းကလင်ကြီးကြောင့်မန္တလေးမြို့နယ်တွင်ရှိအလဲပိုင်းနိုင်စစ်ဌာနချုပ်လာပါခရဲ့အဆောင်များပြည့်စည်မှုရှိတာကိုစစ်ကောင်စီကပြောဆိုလာပါတယ်။အေဘီလာစနီရထုတ်စစ်ကောင်စီရဲ့ဝါရဖြန့်သတင်းစာတချို့မှာဖော်ပြချက်အရကာကွယ်ဦးစည်းချုပ်ယုံကြည်မှဒုတိယဗိုလ်ချုပ်ကြီးမျိုးမိုးအောင်နဲ့ဒုတိယဗိုလ်ချုပ်ကြီးစိုးတင်နိုင်တို့မန္တလေးမြို့ကိုရောက်လာကြောင်းကနဦးဖော်ပြပါတယ်။ဒုတိယဗိုလ်ချုပ်ကြီးစိုးတင်နိုင်ကအလဲပိုင်းတိုင်းစစ်ဌာနချုပ်အစည်းအဝေးခန့်မှမှာငလင်တန်သည့်ဒေသတွေရှိအပြည့်အစည်းများအများဆုံးရှင်းလင်းရေးနဲ့ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ဖို့အတွက်လုပ်ငန်းညှိနှိုင်းစီဝ ဝေးတက်ရောက်ခဲ့တယ်လို့ဆိုပါတယ်။နန်းတွင်ရှိစစ်တပ်အဆောင်များပြင်စစ်ကြောရင်အချုပ်ဆောင်များလည်းပြိုကျပြီးနန်းတွင်မှရှိတဲ့အဆောင်ရင်80ရာခိုင်နှုန်းခန့်ပြိုကျခဲ့ကြောင်းလပကရှိစစ်ကောင်စီတပ်သားတအုပ်ကသတင်းဌာနကိုအသိပေးပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့မိသားစုဝင်များတည်ဆောင်ထိခိုက်ခြင်းအချုပ်ဆောင်ရှိအကျဉ်းသားများထိခိုက်တည်ဆောင်မှုတွေရှိကြောင်း၎င်းကဆိုပါတယ်။ စီနီယာဆရာဝန်တချို့ကိုခေါ်သွားတာတန်ရာရတဲ့သူတွေများတယ်လို့ပဲသိရတယ်။အရေးအတွက်နဲ့တည်ဆုံစင်းကိုမသိရဘူး။တမိသားဆိုရင်တည်ဆုံစင်းတောင်ဆရာဝန်နေကိုယ်တိုင်မသိရဘူးလို့နန်းတွင်းရှိစစ်ကောင်စီတပ်သားကပြောပါတယ်။အလဲပိုင်းနဲ့စစ်ဌာနချုပ်လာပါခကမန္တလေးမြို့အောင်မြေသားဆန်မြို့နယ်ရှိနန်းတွင်းအခြေစိုက်တဲ့တိုင်းစစ်ဌာနချုပ်တစ်ခုဖြစ်တယ်လို့သိရပါတယ်။အလဲပိုင်းနဲ့စစ်ဌာနချုပ်တိုင်းမူတာဝန်ထမ်းဆောင်နေသူမှာပုံမှုချုပ်ချုပ်ကိုထိုက်ဖြစ်ပါတယ်။မလ28ရက်ကအင်အားပြင်းငလင်ကြောင့်စစ်ကောင်စီအခြေစိုက်ရနေပြီးတော့မှလဲဝင်ကြီးဌာနရုံးနေအပါဝင်စစ်ဘက်ရေးရနေဆက်ဆက် တဲ့ပြည့်စည်မှုတွေရှိတော့လဲစစ်ကောင်စီကသတင်းထိတ်ချုပ်ထားပါတယ်။နောက်ထပ်တပုတ်အနေနဲ့လေကြောင်းတိုက်ခိုက်မှုတွေကအမိန်ပေးစေခိုင်းသူနဲ့လုံဆောင်သူတွေအားလုံးကိုအရေးယူနိုင်ဖို့လုံဆောင်နေရတဲ့ကြောင်းတင်ဆက်ပေးပါမယ်။အာနာသိန်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေမှာအမိန်ပေးစေခိုင်းသူနဲ့လုံဆောင်သူတွေကိုအရေးယူနိုင်ဖို့ကြိုးပမ်းနေတယ်လို့ကုလသမဂ္ဂစုံစမ်းစစ်ဆေးရန်တရား IIMM ကသတင်းထုတ်ပြန်ပါတယ်။ဆေအာနာသိန်းပြီးနောက်ပိုင်းလက်ရှိအချိန်ဒီမခန့်မရက်နိုင် စစ်အာဏာသိမ်းပြီးနောက်ပိုင်းလက်ရှိအချိန်ထိမရက်တန့်သေးတဲ့လေကြောင်းတိုက်ခိုက်မှုတွေမှာပါဝင်ခဲ့သူတွေကိုအရေးယူမယ်လို့ထုတ်ပြန်လိုက်တာပါ။ပြီးခဲ့တဲ့နှစ်နှစ်ကစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်သခိုင်းနိုင်ဒေသကြီးရှိပစီကြီးကြီးရွာမှာကလေးများပါဝင်အနည်းဆုံးလူပေါင်း155တိဆုံးခဲ့ရပါတယ်။ဒါဟာ2022ခုနှစ်ဖေဖော်ဝါရီလမှာစစ်တပ်ကအရက်သားဆိုရကိုဖျောက်ချပြီးနောက်ပိုင်းမြန်မာနိုင်ငံမှာအထူးပြောင်းအများဆုံးတိုက်ခိုက်မှုတင်ရဖြစ်ပါတယ်။လေကြောင်းပါဝင် drone များအသုံးပြုခြင်းနဲ့ဒါရုလက်နက်အသုံးပြုခြင်းများအပါအဝင်ဝင်ဟင်မှပုံစံတိုက်ခိုက်မှုတွေကမြန်မာ ိုင်ငံမှပဋိပက္ခရဲ့ကြောင်းမတ်ပွင့်အင်ကာရဲ့တင်ရဖြစ်ပြီးပစီကြီးတိုက်ခိုက်မှုနောက်ပိုင်းအကြိမ်ကြီးတိုးမြင့်လာကြောင်း IIMM ကဆိုပါတယ်အရက်သားတွေကိုမရှောင်ရှားပဲပြစ်မှတ်ထားတဲ့တိုက်ခိုက်မှုတွေဟာစစ်ရာဇဝင်မှုနဲ့သို့မဟုတ်လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝင်မှုအဖြစ်သတ်မှတ်ထားတာဖြစ်ပါတယ်ကျူးလွန်ခဲ့တဲ့ရာဇဝင်မှုတွေရဲ့သဘောတဘာဝကိုသတ်မှတ်နိုင်ဖို့နဲ့အဓိကတာဝန်ရှိသူတွေကို ဖော်ထုတ်နိုင်ဖို့စုံစမ်းစစ်ဆေးမှုတွေကိုအရှိန်ဟုန်မြင့်တင်ဆောင်ရွက်လျက်ရှိကြောင်း IIMM ကဆိုပါတယ်ရန်တရာကဒီရက်ဆက်ကြမ်းကြုတ်တဲ့တိုက်ခိုက်မှုတွေအကြောင်းအထောက်အထား တွေကိုစုဆောင်ပြီးစစ်စစ်တုံ့တက်နေရဆိုတာဒီတိုက်ခိုက်မှုတွေကျူးလွန်ဖို့အတွက်အမိတ်ပေးစီခိုင်းသူတွေနဲ့လှုပ်ဆောင်နေသူတွေကိုတည်စီကြမှာတယ်။တနည်းမှာသူတို့ကျူးလွန်နေရဆွေးမှုတွေအတွက်တရားရုံးမှာအမှုရင်ဆိုင်ရစေဖို့ကျွန်တော်တို့ကြိုးပမ်းဆောင်ရွက်နေပါတယ်လို့မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရန်တရားရဲ့အကြီးအကဲနီကိုလတ်စ်ကွန်တန်ကပြောပါတယ်။ဆလဘီမန္တလေးစကိုင်းကချင်းနဲ့နေပြည်တော်မှာတက္ကသိုလ်ဝင် တန်ကျောင်းသားကျောင်းသူများစာမေးဝဲပြန်ပြင်ရမယ်လို့ညွှန်ကြားတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ငလင်တန်နဲ့မိဘတင်မန္တလေးတက္ကသိုလ်ရှားပြေခန္ဓာပြုလုပ်မယ်လို့လည်းသိရပါဗျ။ အင်းအပြင်းငလင်ကြောင့်မန္တလေးတက္ကသိုလ်မီလောင်ရမှာအပြေလွှာများပြက်စီးသွားတဲ့အတွက်မန္တလေးဇက်ကိုင်းကချင်နဲ့နေပြည်တော်မှာတက္ကသိုလ်ဝင်တဲ့ကျောင်းသားကျောင်းသူများစာမေးဝဲပြန်ဖြေရေးစီစဉ်ရန်စစ်ကောင်းဆောင်မင်းအောင်လိုင်ကညွှန်ကြားပါရယ်။အေပြီလ17ရက်ရက်စွဲနဲ့တရတဦးခရိုင်ပညာရေးမှုရုံးမှာအခြေခံပညာကျောင်းတွေကိုပေးပို့တဲ့ညွှန်ကြားစာမှဒီလိုပါဝင်လာတာပါ။အဆိုပါညွှန်ကြားချက်ကမလ29ရက်ကမန္တလေးမြို့ကိုရရှိခဲ့တဲ့မင်းအောင်လိုင်ရဲ့ညွှန်ကြားချက်ဖြစ်တယ်လို့ဖော်ပြထားပါရယ်။မလ28ရက်ကလောက်ခတ်ခဲ့တဲ့အင်းအပြင်းငလင်ကြောင့်မန္တလေးတက္ကသိုလ်ဝင်တွင်ရှင်စာဆက်ဆောင်မီ င်းအောင်ရဖြည့်စုသူ6300နီးပါးရဲ့အဖြေလွာပေါင်း3သိန်းကျော်မှမီးလောင်နေတဲ့ပါဝင်ပြီးပျက်စီးသွားကြောင်းစစ်ကောင်စီကထုတ်ပြန်ထားပါတယ်။ အခုမှတက္ကသိုလ်ဝင်စာမီဝဲထပ်မံကျင်းပမယ့်အချိန်ကိုမကြေညာသေးပေအဆိုပါတိုင်းနယ်ပြည်နယ်၃ခုနဲ့အနီးပြည်တော်မှာចောင်းသားចောင်းသူများသာပြန်လည်ဖြည့်ဆွရမှာဖြစ်ပြီးအခြားတိုင်းနယ်ပြည်နယ်များမပါဝင်ပါဘူး။ငလင်ကြောင်းမန္တလေးတက္ကသိုလ်မှာအဆောင်တချို့ပြိုကျပြီးတချို့မှာမီးလောင်ပျက်စီးသွားတော့လဲ2025ခုနှစ်အောက်တိုဘာလမှာကြာရောက်မယ်။တက္ကသိုလ်ရာပြင်အခမ်းအနားကိုကျင်းပနိုင်ဖို့ဆောင်ရွက်ဖို့မင်းအောင်လိုင်ကအမိန့်ထုတ်ထားပါတယ်။ဒါအပြင်တက္ကသိုလ်များမှာတက်ခွဲကံများကိုတီးခြားဆောင်လုပ်ဖို့နဲ့မီးမလောင်စေဖို့အတွက် standard operation ပရိုဂျူဆာရေးဆွဲဖို့သိပ္ပံဆောင်တွေကိုတီးခြားဆောင်လုပ်ဖို့ညွှန်ကြားချက်မှာပါဝင်ပါတယ်။ ဆက်လက်ပြီးဟင်္ဒရာမှာစစ်မှုထမ်းလာခေါ်တဲ့ရဲကြီးအုပ်ချုပ်ရင်မူတာခုတ်ခံရပြီးတိစုံတဲ့ကြောင်းတင်ဆက်ပေးပါမယ်။အေယာရီတိုင်းဟင်္ဒရာမြို့မှာလူငယ်တအုပ်ကိုစစ်မှုတမ်းပေါ်လာရောက်ခေါ်ဆောင်တဲ့ရဲကြီးအုပ်ချုပ်ရင်မူနဲ့ပြူစောတီအဖွဲ့ကိုအင်ရှင်ကဒါနဲ့ခုံရအုပ်ချုပ်ရင်မူတိစုံသွားကြောင်းမြို့ကနေကပြောပါတယ်။ဟင်္ဒရာမြို့တနွန်တနော်ကျင်းရွာအုပ်စုအုပ်ချုပ်ရင်မူတတ်နိုင်ဆိုသူကိုစစ်မှုတမ်းအခေါ်ခံရတဲ့လူငယ်ကဒါနဲ့ခုံချင်းလို့မြို့ကန်တအုပ်ကဆိုပါတယ်။စစ်မှုတမ်းစရင်ပါလို့လာခေါ်တာတဲ့အင်ရှင်ဒီဘက်ကတောင်းတပန်ပန်နဲ့ပြောတည်နေနောက်ပိုင်းစကားများပြီးကိစ္စတုံ င်ပစ်တာစစ်မှုထမ်းကိုစိတ်နာနေရလေလို့၎င်းမျိုးကံကပြောပါတယ်။တန်နိုင်က EP 17ရက်ကပြူစောတိနှောင်းနဲ့တူတနွန်တနောချင်းရွာအုပ်စုမကြီးကုန်းချင်းရွာကိုတွားရောက်ပြီးစစ်မှုထမ်းပေါ်အတွက်လူသစ်စုဆောင်စဉ်ဓာခုတ်ခံရခြင်းဖြစ်ပါတယ်။ဓာနဲ့ခုတ်တဲ့လူငယ်ကိုစစ်ကောင်စီနဲ့ရဲတပ်ဖွဲ့ကဖမ်းဆီးသွားပါတယ်။စစ်ကောင်စီက2024 February လမှစစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးရင်လောက်လူငယ်မျိုးသားများကိုအတင်းအကျပ်ဖမ်းဆီးပြီးစစ်သားစုဆောင်ကစစ်တင်နှံပေးခဲ့ပါတယ်။စစ်တင်နှံစင်းတွေကလအနေငယ်တွင်ရှေးတန်းကိုပို့ဆောင်ခံရပြီးထိခိုက်တိုက်စုံမှုတွေများသလို ို့တော်လိုင်းအင်အားစုတွေကလည်းအများပြဖမ်းမိထားပါတယ်။အေယာရီတိုင်းရည်ကြီးမြို့နယ်မှာအပီလာဆန်ကဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာထွက်ပြေးဖို့ကြိုးစားတဲ့စစ်တပ်နဲ့ဆင်လူငယ်တောင်းကိုစစ်ကောင်စီတပ်ကပြစ်ခတ်တပ်ဖြတ်ခဲ့ပါတယ်။အဆိုပါသတင်းညောင်စစ်မှုရဆင်းပါနေတဲ့လူငယ်တွေနဲ့မိဘတွေကစိုးရိမ်နေကြပါတယ်။စစ်သားစုဆောင်နေတဲ့စစ်ကောင်စီအုပ်စုကိုအယက်သားပြည်သူတွေကပြန်လဲတိုက်ခိုက်မှုတွေခက်ဆိတ်ဆိတ်ဖြစ်ပွားနေတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီစနေရက်ကလည်းရန်ကုန်တိုင်းဒေါ်ပုံမြို့နယ်ကြီးစုရက်ကွက်မှာစစ်မှုရဆင်းနေတဲ့အိမ်နောက်စုစည်းရင်လိုက်နံကောက်တဲ့ရက်ကွက်အုပ်ချုပ်ရေးမှုအဖွဲ့ကို ုအင်ရှင်ကဓာတ်စီနဲ့ပတ်ပြီးမိရှုတိုက်ခိုက်မှုဖြစ်ပွားခဲ့ပါတယ်။ဒီဖြစ်စဉ်ဒီမှာရက်ွက်အုပ်ချုပ်ရေးဖွဲ့ဝင်တအုပ်တင်ဆောင်ခဲ့ပါတယ်။ ဖေဖော်ဝါရီ15ရက်ကလည်းမကွေးတိုင်းအောင်လံမြို့နယ်မကြီးကုန်းရပ်ကွက်မှာလူငယ်တအုပ်ကိုစစ်မှုထမ်းရန်လာရောက်ခေါ်ဆောင်နေစစ်ကောင်စီနဲ့ပြူစော်တီဖွဲ့ကိုအင်ရှင်မီသားစုကဓာတ်နဲ့ခုံရနှစ်ဦးတည်ဆောင်ခဲ့ပါရယ်စစ်မှုထမ်းဥပဒေနဲ့စုဆောင်ခံရပြီးစစ်တနန်းစင်ကရှည်တန်းပို့သူပို့ဆောင်ခံရတဲ့လူငယ်တွေအနေနဲ့တော်လိုင်းအင်အားစုတွေတက်လက်နက်ချပူပေါင်းဖို့အမျိုးသားညီညွတ်ရေးအစိုးရနဲ့တိုင်းဒေသလက်နက်ကိုင်ဖွဲ့တွေကတိုက်တွန်းထားတယ်လို့သတင်းမှဖော်ပြပါရှိပါရယ်ရှင်